ငါ့ကိုမြင်လိုက်တာနဲ့ပျော်ပါစေဆိုစိတ်ဆန္ဒပဲရှင်ဟဲ့အခုဆိုရင်အဲချစ်တဲ့သူဆိုဟဲ့လှုပ်လာပြန်ပြီကြည့်ပါအောင်နှခမ်းမွေးနဲ့နှခမ်းနီးနဲ့လက်ထရအိတ်ကလေးတိတိလေးကဘာရီထဲတာလဲဆိုတော့ချစ်တဲ့သူတွေကတော့ချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ပေးမှာပေါ့နော်။ဟိုတချို့ရေကြောင်လည်းဟိုအစင်မပြေတာလည်းရှိကောင်းရှိမှာပေါ့လောကကြီးမှာတော့တရာတရာလုံးပြည့်နေတော့လေ။သူကရုပ်ရှင်ကိုမနာနဲ့ရိုက်နေရမှာပေါ့။ပြီးတော့လည်းကိုလုပ်ငန်းတိုင်းအောင်မြင်နေမှာပေါ့နော်။လူတိုင်းကလည်းဒီလိုပါပဲ အဲဒါကတော့လေသူတို့ဗာသူတို့ထိုးတာပဲနေမှာပါဘယ်နီဘယ်ရာမှမတူပါဘူးတကယ်ဆွေဆောင်ရအမှုပညာရှင်ကြီးတွေနဲ့သူတို့နဲ့တူဖို့ဆိုတာကချိန်မုံတမုံစားတော့မမီပါဘူးကတော့လေဒီကားထဲမှာကသူကဂိုင်းစတာပုံစံလေးဝတ်ကြပါတော့အဲ့တော့ကြောင့်ဟိုဒီဘက်ခေတ် ုံစံကုတ်ကြီးတွေအဲ့လိုလူမိုက်ပုံစံတွေအဲအဲ့တော့မှနည်းနည်း fashion နည်းနည်းရော်ပြဝဲတာပေါ့နော်အဲအဲ့လိုမျိုးဆိုတော့သူကဩငါဒီကားလေးရဲ့ press show ကြရင်တော့ဟိုဟာဗော premier show ကြရင်တော့ဟိုဒီလိုတိုက်ပုံလေးနဲ့တခါမှလည်းမဟုတ်ဘူးပေါ့နော်ဝစ်ကြည့်မယ်ပေါ့အဓိကကတော့ကိုယ့်ကိုချစ်တဲ့သူတွေအတွက်အမြင်ဆန်းစေဖို့ပေါ့နော်ဟိုဝစ်တာပါသူ့ဝစ်တာလည်းအဲတေချာဟိုဖနက်ကလေးအစဂရီဘာဖနက်ကလေးအစတေချာစီစဉ်ထားတယ် traditional မဟုတ်လို့ပေါ့နော်မျက်နှာတစ်ခုပဲ make up ကလေး မိတ်ကပ်ပါတယ်ပေါ့နော်နှာခမ်းမွေးတွေဒါမှနှာခမ်းနီလေးစိုးထားတာပဲရှိတယ်ကျန်တာဆိုလည်းလုံလုံကျွကျွပြင်ထားတာမရှိဘူးပေါ့နော်အဓိကတော့ဝတ်ကြည့်ခြင်းလေပေါ့ဝတ်ကြည့်ခြင်းတာဖြစ်တဲ့အတွက်အကောင်းဆုံးတက်တက်ရရက်ကလေးဝတ်ပြတယ်လက်ထဲမှာတော့ပတ်ဆိုင်တည်တည်လေးခြင်ထားတယ်ဟုတ်ဇယုတ်ကတော့ဒီလို guide star hot shop ပေါ့နော်ဒီမှာကတော့ညမဆဆန်ရိုးရီးတဲ့ပုံစံလေးပေါ့လေစီစဉ်ဖြစ်တာပါဟုတ်ကဲ့ပါဟောငင်းပစိုးကတော့ငငယ်စိတ်ကြောင်းသားဘွားလေးတော့ဝတ်ဘူးတယ်တက္ကသိုလ်ကျောင်းတော့ကတော့ ဲ့လိုဘောင်းမီတွေနဲ့ပဲတက်ခဲ့ရတာပေါ့နော်ဟိုတာဝါမှာတက်တော့အဲ့နောက်ပိုင်းတော့ပစိုးကမဝစ်ဖြစ်တော့ငငယ်တော့ရှင်ပြူတွေပိုင်းတော့လည်းဟိုတောက်ရှိပစိုးတွေပိုင်းဝစ်ဖြစ်တယ်ပေါ့နောက်ပိုင်းမဝစ်ဖြစ်တော့ဒါပေမဲ့ဒီကားမှာအဲ promotion ကွာတယ်အဲ့လိုယောက်ျားပုံစံပေါ့နော်ညီတူတပုံစံနဲ့ဆိုကဲဝစ်ကြည့်မယ်ဆိုပြီးတော့ဝစ်ကြည့်တာပါဟုတ်ပါဘူးအဲကွာကြတော့လှလှပပအဲ့လိုမျိုးဒီလိုပြင်းပြင်းစင်စင်လေးနေရာကြိုက်တာပေါ့နော်အဲကျွန်မနှကန်းနေအောင်ဆိုထားကြည့်ပါတော့နော်ဟုတ်အာဘာမှပြောစရာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ အာကိုလှုပ်ချင်တာကိုလှုပ်တယ်သူရဲ့အဓိကခံယူချက်ကအာဘသူ့ကိုမှမစော်ကားဘူးမလည်ဦးမညာဘူးပေါ့နော်ဟိုအမှန်ပဲပြီးတင်တာအဲ့အတွက်ကြောင့်မကြောက်ဘူးပြီးတော့သူ့ဘရောမဟိုသူ့များစီးပွားပြက်ဘွားပြအောင်လည်းမလှုပ်ခဲ့ဘူးပေါ့နော်ကိုရဲ့စိတ်ဆန္ဒကကြတော့ငါ့ကိုမြင်လိုက်တာနဲ့ပျော်ပါစေဆိုရယ်စိတ်ဆန္ဒပဲရှင်ဟဲ့အခုဆိုရင်အဲချစ်တဲ့သူဆိုဟဲ့လှုပ်လာပြန်ပြီကြည့်ပါအောင်နှခမ်းမွေးနဲ့နှခမ်းနီးနဲ့လက်ထက်အိတ်ကလေးတိတိလေးကဘာတွေထဲတာလဲဆိုတော့ ချစ်တဲ့သူတွေကတော့ချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ပေးမှာပေါ့နော်။ဟိုတချို့ရကြအောင်လဲဟိုအစင်မပြေတာလည်းရှိကောင်းရှိမှာပေါ့လောကကြီးမှာတော့တရားတရားလုံးပြည့်နေတော့လဲသူကရုပ်ရှင်ကိုမနာနဲ့ရိုက်နေရမှာပေါ့။ပြီးတော့လဲကိုလုပ်ငန်းတိုင်းကအောင်မြင်နေမှာပေါ့နော်။လူတိုင်းကလည်းဒီလိုပါပဲ။လုပ်ငန်းတိုင်းကတရားမှာတရားပြည့်ရတော့အောင်မြင်ဖို့ဆိုတာမလွယ်ကူပါဘူး။အဲ့တော့ကြောင့်ဟိုချစ်တဲ့လူရှိတယ်အစင်ပြေလို့ရှိတယ်အစင်မပြေလို့ရှိတယ်အဲ့ဒါကြီးက ဟိုကို့အတွက်ကဘာမှမဖြစ်ဘူးပေါ့နော်အဓိကတော့ကို့ကိုချစ်တဲ့သူတွေကအော်ဟဲ့ तू လှုပ်တယ်တော့လှုပ်လာပြန်ပြီတော့ဆိုတာဟာမျိုးလေးကိုဖြစ်စေချင်လို့ပဲဝတ်တာပါဟိုအမြင်အာယုံမှာရိုင်းသွားတယ်အမြင်မတင့်တယ်ဟုဆိုရင်တော့လေကြော်လိုက်ပေါ့နော်သူ့လည်းဒီလိုပဲ Facebook မှာမမြင်ချင်ဘူးမကြည့်ချင်ဘူးဆိုကြော်လိုက်တယ်ဝင်ဆဲနေရောလဲဆဲတာပဲရှိတာလေဘာမှမမဖြစ်တာတချို့ရေဆိုအဲ့ဆဲတဲ့သူတွေကိုယ်နဲ့မျက်နှာချင်းဆိုင်တွေ့တော့လဲမတုဆိုဖြစ်သွားကြတာပဲကိုမျက်နှာမြင်ရင်လေဟိုဒါကြီးကတော့သူတို့အပြစ်လည်းမပြောပါဘူးဘာလို့လဲဆိုတော့ခုက ဒါမျိုးဆဲတာနဲ့ပဲကိုစိတ်တွေကိုဖောက်ထုတ်ကြတာဟိုလူတွေအပူတွေများတော့လေအဲ့တကြောင့်သူအဲ့ဒါတွေလည်းခေါင်းထဲမထည့်တော့ဘူးအဓိကတော့ကိုချစ်တဲ့သူတွေကိုအမြင်အမြင်ဆန်းနေပေါ့နော်။ဘာလို့ဆိုသူတို့မှလုပ်စရာမှမရှိတဲ့မျက်နှာလေးပြင်မယ်၊စပင်လေးဖားလာလေးချမယ်။မိမလိုဝတ်တာလည်းဒါကြီးကမထူးဆန်းတော့ဘူးဆိုတော့လေ။အာဒါပုံစံလေးပြောင်းပြီးဝတ်ဝတ်ကြည့်လိုက်တာပေါ့လေ။အစင်ပြေတဲ့လူကလည်းပြေတယ်ပေါ့။တချို့ကလည်းမပြေဘူးပေါ့ဆိုတော့အဲ့ဒါတော့ခံယူတဲ့သူပေါ်မှာမူတည်ပါတယ်ကိုကတော့လုတ်ပြီးွားပြီဖြစ်တဲ့ဖြစ်တဲ့အတွက်အဆင်မပြေဘူးဆိုလို့ရှိရင်လည်း ခလုံးကြပါလို့ဟုတ်အော်အဓိကတော့လေသူကဟိုဒါကြီးကယောက်ျားမဟုတ်လေကိုကယောက်ျားမဟုတ်တာမင်းမရှာဆိုတော့မင်းမရှာရဲ့ change လေးပေါ့နော်ကိုကိုခံရကြတော့ဘသူအသိအဖွဲဘာလည်းမမဆိုင်ဘူးဆိုတော့ငါပစိုက်တတိလေးပဲခြိုက်မယ်ဆိုပြီးခြိုက်တော့လိုက်တာပေါ့နော်အဲ့တော့ဘာတွေထည့်လာလဲဘာတွေပါလဲဘာတချို့ကကြအရင်သိချင်လို့ပွဲထဲမှာလာဖျဲကြည့်လို့ရှိတယ်တကယ်တည်းထဲမှာစက်ကူပဲပါတာတ िश ူးတွေပေါ့တ िश ူးတွေပဲပါတာဟုတ်မှာအဲ့လိုပစိုက်တတိလေးတွေအများကြီးပဲသူအခီးသွားတဲ့နိုင်ငံဂျားရီပါရဲ့လည်းအဲ့လိုဆက်ဆက်ပြပြပစ္စည်းတွေဆိုကိုကစုရအောင်ပါလားသူ့မှာပြင်ဖက်နက်တွေဆိုလို့ရှိရင်လည်း အဲရာကြောမယ်နော်ဖတ်နက်ဆိုလို့ရှိရင်လေဒါတော့မှကိုဗစ်တုန်းကဆိုအကုန်ပေးပလိုက်တာအများကြီးပဲအရန်200လောက်ရှိတယ်။ဘာလို့လဲဆိုတော့ကိုက6ယောက်ကကြီးတယ်လေစင်ချီတော့လို့ဖြစ်နေတော့ပြန်ဆက်မယ်လို့ပြောအာအပြစ်မှာတော့ဟိုစင်ချီတော့လို့ဖြစ်နေတော့လေ6ယောက်ကကြီးနေတော့41ဆိုတော့လေဟိုဖတ်နက်ဆိုင်ကဗမာပြည်မှာ39 40က40ရထန်ကုန်မယ်ရှာသူတို့မိမလို့ဝယ်ဖတ်နက်ဆိုင်ကရှာအစင်ကူတစ်ခါတော့ပြီဆိုလို့ရှိရင်ဖတ်နက်ကို9ရ8ရ ဲ့လိုဘယ်နိုင်ငံဘန်ကောက်သွားပြီဆိုပို့ဆိုးတယ်ဖက်နက်ကို12ရက်13ရက်အဲ့လိုဝယ်တာအဲ့တော့တွားတိုင်းဝယ်ပြီးတော့ကိုယ့်ရဲ့ကိုယ်ကလည်းယူတာအောင်နော်အဲငါပွဲတက်ဖြစ်ဖြစ်မင်္ဂလာဆောင်လေးတော့ပြင်မပြင်လှလှလေးတောက်ကလေးစီပြီးကြွကြွရွရလေးတွားမယ်ပေါ့ဆိုဝယ်ဒါမဲ့ခုတော့ကိုဗစ်တွေရောပြီးလဲပြီးတော့စိတ်လျှော့လိုက်ပါမစည်းနိုင်တော့ထောက်တွေဆိုစင်းဟိုခန္ဓာကွက်လောက်ခုနောက်ပိုင်းနည်းနည်းပြန်ပြေးလာတော့လေချော်လဲမှကြောက်တော့တိတ်မစီးပြေဒါပေမဲ့ပွဲရလန်းနေဆိုရင်တော့စီးပြစ်ပါတယ်အာဒါကတော့လေလေကိုကဟိုဘယ်လိုခေါ်မလဲ တင်ဆက်မှုအနေနဲ့ပဲဝက်လိုက်တာပေါ့နော် concept တစ်ခုအနေနဲ့ပဲအားလုံးကြည်တယ်ပျော်တယ်အဲဒီတိုင်းပဲလုပ်လိုက်တာဘာမှယူတော့ဟိုတီးတဲ့အရင်တော့ပြောခံရပါစေတီးတဲ့အရင်တော့ဘလို့ဖြစ်ပါစေဆိုတာမျိုးမဟုတ်ဘူးပေါ့နော်ခုနပြောတဲ့လိုပေါ့ဟိုချစ်တဲ့သူကတော့ချစ်တဲ့မျက်လုံးနဲ့ပဲကြည်နေတော့ဘာကြီးပဲလုပ်နေလုပ်နေအာကြည့်ကောင်းနေမှာပဲလေဟိုတချို့ကြတော့လည်းအစင်မပြဲလို့ကြာလဲတတိလျာစအကြီးဖြစ်သွားတာပဲအဲလူနှစ်ယောက်စာမတက်လို့ရှင့်ဟိုဒီဟိုဥပမာပြောမယ်ဆိုတော့ ဟိုတဲ့နေတဲ့အချိန်မှာကောက်မလို့ခေါ်တာဘာမှမဖြစ်ဘူးလေမတဲ့အမြင်ဆောင်တဲ့အချိန်မှာကောက်မလို့ခေါ်တယ်ဟဲ့ငေါ့တော့မကောက်မလို့ခေါ်တယ်နေရာဘာကောက်မလဲဆိုတာဟာမျိုးဖြစ်ကြတာဆိုအထူးဆန်းတော့ပါဘူးဒါကြီးကပြောကြတယ်အခုဆိုရင်ပေါ်အောင်ဆိုတဲ့မတည်မြဲတဲ့သဘောတွေငလင်တွေလှုပ်လိုက်ဒီနေ့လက်ရှိနောက်နေ့လက်မဲ့အဲနောက်ဘဝတွေကတော့ပြောင်းနေတာဆိုတော့တော်တော့မတည်ခင်ပျော့ပျဲနေချင်တယ်အဲ့အရာကြီးကောင်းတယ်မထည့်ချင်ဘူးဟိုအမင်းငယ်ငယ်ကတင်ပေးထားတယ်ဘူးလူတယောက်က မီးဖို့ကြီးတစ်ခုလာပြီးတော့မီးသွေးပါတဲ့ခွက်ကလေးကိုကိုယ့်လက်ထဲလာပေးရဲ့ကိုယူမကိုပူမလေးကိုမယူသူ့လက်ထဲမှာပဲရှိမှာအဲ့တော့မယူတော့ပါဘူးဘာဖြစ်ဖြစ်ဟုတ်အဲဒါကတော့လေသူတို့ပါသူတို့ထိုးတာပဲနေပါပါဘယ်နီဘယ်ရာမှမတူပါဘူးတကယ်စွဲစုံရအမှုပညာရှင်ကြီးတွေနဲ့သူတို့နဲ့တူဖို့ဆိုတာကချိန်မုံတမုံစားတော့မမီပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုငငယ်တွေကလည်းယူတော့ခြိုက်ခဲ့ရတာလေဒီလိုမျိုးခုနှစ်ကိုယ်ပဲရှစ်ကိုယ်ပဲရုပ်ရှင်လောကမှာတကယ်ကိုရိုက်ပြနိုင်တဲ့ ဟိုဘယ်လိုမလဲတရုတ်ဆောင်ထားလိုက်တာဘေဂီတာပညာရှင်တကယ်ကိုဆွဲဆောင်ရပညာရှင်တခါမှလည်းကိုကတက်ပြီးတော့သူတို့ကိုလေဟိုမစော်ကားဘူးကိုအရန်ကြိုက်တဲ့အမှုပညာရှင်တွေမှာပါတယ်ဘာလို့ဆိုခုနကကိုယ်ဝဲရှစ်ကိုယ်ဝဲတွေရိုက်နိုင်တယ်အဲ့လိုမျိုးပေါ့အရန်ဆော့ဆန်းတမန်ဒီရုပ်ရှင်လောကအတွက်လည်းတကယ်ကိုဟိုဘယ်လိုခေါ်မလဲစိတ်နှစ်ကိုနဲ့လောက်ခဲ့တဲ့မင်းသားကြီးတွေနဲ့ဆိုတော့ဟိုကိုဂရန်ကတော့ ဒါမျိုးမရှိဘူးသူများ throw ထားတာကိုတော့ပျော်လို့ကောက်ကိုတော့ share လိုက်တာလေးပဲရှိတာပဲပေါ့နော်ဟိုတူစရာဘာအကြောင်းမှမရှိပါဘူးသူတို့ရဲ့ချင်းမုံတမုံတော့မမီပါဘူးဟုတ်ဖြစ်တဲ့အမေလည်းဆုံးသွားပြီဖိုးရီလည်းဆုံးသွားပြီဒေါ်ရီလည်းဆုံးသွားပြီအဲကိုလည်းကိုဆိုလို့ရှိရင်မနေ့ကိုရှင်တန်ရက်တည်နေကြတာလေအဲ့တော့ကြောင့်ဟိုလူလောကမှာတရရက်တီးဖို့ဆိုတာလွယ်ကူတဲ့အလုံးမဟုတ်ဘူးစားဖို့လည်းပူရတယ်လို့နေဖို့လည်းပူရတယ်အဲပြီးအခွန်အခတော့လည်းပူရတာပဲလေလာကုန်ပြီဆိုရင်အဲတပည့်တပည့်နေလက်စားပေးဖို့လည်းပူရမှာပဲအကုန်ရှာဖို့ရအကုန်လုံးဆိုတော့ အပူပူတွေကအများကြီးပဲကြော်ဖြတ်ခဲ့ပြီးခုချိန်မှာတော့ဟိုစိတ်ချမ်းသာအောင်ပဲနေနေတဲ့ယောဂပိုးမွားရတဲ့ဖြစ်ပြီးတဘာဘေးအနေနဲ့ကြုံတွေ့ပြီးပြီးဆိုတော့ နေမြညာပြောက်တွေဖြစ်တော့စိတ်ချမ်းသာခြင်းနဲ့ကိုယ်နဲ့အတူလက်တွဲလူတွေအကုန်လုံးပျော်စေခြင်းနဲ့ဟိုဒါတချို့ကတော့ရှိမယ်အားနေအချောက်တွေဟီနေခွေနေမဟုတ်ဘူးလေကိုယ်အတိုင်းဝကိုယ်ဖြစ်ချင်တာလူတယောက်ကိုယ်စိတ်ဆန္ဒဆိုရှိပြီးသားကိုယ်မဟီခြင်းမဟီနဲ့လေဟီခြင်းနဲ့လို့လည်းဟီမယ်ဒါပေမဲ့ကာလန်ဒေတာအက်ကန်တနာပေါ့နော်အချိန်ခါကိုကြည့်ပြီးတော့ဟိုနေရက်ထိုင်တဲ့ဖို့ပဲစူးစမ်းတော့တယ်ဟိုသူတက်တက်ကြီးလဲသူဆိုခုနောက်ပိုင်းဆိုဖန်နီဗီဒီယိုတွေကိုရှောင်တယ်လေတိတ်မရိုက်ဖြစ်တော့အရင်တော့ဖန်ဒီရိုက်တယ်အဲခုနောက်ပိုင်းဆိုလို့ရှိရင်အာ စားရ food block လေးပဲပြိတ်တက်တဲ့အဆက်တွေမပြတ်အောင် food block လေးပဲရိုက်တယ်။ဘာလို့လဲဆိုတော့ချိုးကြောင်လဲ family video ရိုက်တော့လဲစောက်ပေါ်ရေငပေါ်ရေအယူရေအဲ့လိုပြောရဲဆိုဟိုခါကြလို့ရှိရင်လဲသူများကငရေမပေးချင်တော့ကိုထမင်းကိုစားပြီးတော့လေကိုကတော့ကိုလို့ကိုလို့ပြီးကိုထမင်းကိုစားပြီးကိုလို့ကိုလို့တယ်။ဒါပေမဲ့သူတို့ကငရေရတာလေပုံဘာသာတရားအရကိုဘာသာတရားအရကြည့်မယ်ဆိုရင်သူများကဝင်ဆဲတာကသူနဲ့ကိုယ်နဲ့လည်းရန်ကျိုးရန်စားမရှိအဲ့လိုဝင်ဆဲဆိုသူတို့လည်းငရေကြီးရယ်လေအဲကြောင့်ရှောင်းပါရတော်တော်များများရှောင်းပြစ်တာများတယ်ဟို အလုပ်တွေဆိုလို့ရှိရင်တော့မတောင်းတောင်းခုနောက်ပိုင်းဆိုရုပ်ရှင်တွေဆိုလည်းတချို့ writer တွေသိပါတယ်သူမြိုက်တဲ့ကားကြီးလည်းတဘုံကြီးပဲရှောင်းလိုက်တာလေတချို့ဟို show တွေဆိုလို့ရှိရင်လည်းဘသူပါမလဲလို့အရန်ကြီးကြအများဆုံးညီမောင်ဆန်းချောင်းပဲဟိုဟာဆိုရင်မလုတ်ချင်တော့ဘူးမပါတော့ဘူးအမောက်လည်းသိပါ interview ဆိုလည်းတောင်းတောင်းဆိုသူရှောင်းတယ်တောင်းတောင်းဆိုအဲသူများကြီးကိုကြောင့်ဆဲဟို ပြတမကောင်းပေါ့လေသူတို့ရဲ့စိတ်တရံလည်းမကောင်းကိုလည်းမကောင်းဆိုပြီးတော့တောင်းတောင်းရှောင်ပြီးတော့ပျောက်နေရများပါတယ်ဒါကိုယ့်ရဲ့အလုံးလုံးမှသာကိုထွက်ပြီးတော့ interview ရတော့ဘာလို့လောက်တာများလဲဆိုတော့အဓိကတော့ကိုကြောင့်ဘသူမှစိတ်အနောက်ရှက်လည်းမဖြစ်စေချင်သူတို့ငရေလည်းမကြည့်စေချင်ဘူးဟုတ်အဓိကတော့ချစ်တဲ့သူမုန်းတဲ့သူကိုဒါချစ်ချစ်မုံမုံသိရင်ထားခဲ့ရမှာပဲဘသူမှမဆိုပေါ့နော်ကိုဘလောက်ကြီးပဲချစ်လို့လဲကိုနောက်ကိုကိုတေလို့လဲကိုနဲ့လိုက်တင်ပဲသူမှရှိဘူးကိုဘလောက် မုံမုံသူ့ကိုတေပြီးတော့သူ့ကိုလည်းဆွဲထားလို့လည်းမရဘူးကိုသွားမယ်လမ်းခီးကိုလောရမယ်အလုတ်တန်းကကိုပဲလောရမှာပေါ့နော်လူဖြစ်လာပြီဆိုရင်လူတယောက်တာဝန်ခြေဖို့အရေးကြီးပါတယ်လူရဲ့လူပိတဖို့ပေါ့နော်အဓိကသူ့မခိုးမဖွက်ဘူးသူများပေါ့မယုံမအောင်မကောက်ကျစ်ဘူးအဲဒါဆိုရင်သူများထမင်းလုံးမပုတ်ချဘူးသူများဈေးကွက်တွေမဖြည့်ဆည်းဘူးအဲ့တကြောင့်ကိုဒီကိုကိုအကောင်းဆုံးနေထိုင်တဲ့လူလို့ပဲသတ်မှတ်တယ်အဲနေ့စဉ်ကံငါးပါးလုံးနေတော့မဟုတ်ဘူးတတ်နိုင်သမျှလုံအောင်စူးစမ်းတယ်သူ့မှာ တခုပဲရှိချင်းရိုက်တာတော့ဘာလို့လောက်ပဲကံဖောက်တာရှိတဲ့ခါကျရင်ဘာသာကလထိုင်လို့ဘီယာတောက်တာပဲရှိချက်တဲ့အချိန်မှာကံငါးပါးလုံပြီးတာတကယ်ချင်းနေတဲ့မူတာဘာသာဆိုနောက်ဟဲ့ပြောင်းဟဲ့သူစတာပဲရှိရသူများစီးပွားပြက်ဘွားပြက်တခါမှမလုတ်ဖူးဘူးပေါ့နော်ကိုကြောင့်ထမင်းဦးပေါင်းများစွာဖြစ်သွားဘူးတယ်ကိုတပည့်ပေါင်းများစွာလည်းဖြစ်တယ်ကိုနဲ့ပတ်သက်တဲ့ဒီလိုဘလော့တွေရိုက်လို့ပတ်သက်တဲ့လူတွေအခချင်းတွေရသွားတာရှိဘူးလေဖြစ်တဲ့အတွက်ပြီးတော့ကိုမိတ်ကပ်ပြင်ပေးလိုက်လို့အလုံးလှသွားကြရတယ်ပျော်ရွှင်သွားရတယ်အဲမျိုးဖြစ်တဲ့အတွက် ဟိုအဲ့ဒါမျိုးတွေနဲ့ပဲရှေ့ဆက်ပြီးသွားဖို့ပဲစိတ်ကူးရှိတော့တယ်ချစ်တဲ့လူပဲဖြစ်ဖြစ်မုန်းတဲ့လူပဲဖြစ်ဖြစ်အားလုံးနေကောင်းကြမှာစီးပွားတက်ဘေးအနေတွေကင်းပါစေလို့ပဲဆုတောင်းပေးနေတယ်သူကနေကောင်းချွတ်ချင်ပါတယ်